င်္ဂလာပါရှင်။ဆရာတင်ညွန့်ရေးသားထားတဲ့လူမခေါ်တန်းဆိုတဲ့စာကလေးကိုအပိုင်း၃အနေနဲ့တင်ဆက်ပေးပါစေရှင်။ကျမကိုဓာပေးပါ။မကံဘေကကုကမောင်ထံမှာဓာကိုလှမ်းတောင်းလိုက်သည်။ကုကမောင်ကခောင်းရင်ပတ်တိကပတ်နေတွေ့ထားတော့တအိမ်ထဲမှာတကောက်ကိုထုတ်ပေးလိုက်သည်။မကံဘေကမွေကို ခေါင်းအောက်မှဓာနေရက်လိုက်ပြီးအေးကုံကိုဆွဲလန်လိုက်သည်တို့နာဝမ်းကိုဓာနေခွဲပြီးကလီစာများကိုထုတ်လိုက်သည်ကျွန်တော်ကစိတ်နှလုံးမသက်မသာပြင်းကြည့်နေမိသည်လက်ကံပဲငါတို့စားဖို့အတွက်ဆိုရင်ဒီလိုမလုပ်ပါနဲ့လားစိတ်ထဲမှာတမျိုးကြီးပဲပြီးတော့ဒီမှာဥစင်းနဲ့ရှိနေတာဒီလိုမျိုးမလုပ်သင့်ဘူးတင်နေဆရာရဲ့တတ်တော်ဟာဆိုတာလူချွတ်မှကြွရတာပါ ဆိုကမွေကိုအတုံးများဖြစ်အောင်ခုန်နေသည်ကျွန်တော်ကသူ့လုတ်ကင်နေသည်ကိုမကြည့်ကျင်တော့သဖြင့်ဘူးအပြင်ကိုထွက်လိုက်သည်ကိုခင်မောင်ကကျွန်တော်နောက်မှလိုက်လာသည်ဆရာဘာလဲဗျအဲ့ဒါမွေပွေးကြီးဗျမွေးတကံကိုလွလွဲလေးခိုင်းဝထုတ်ခဲ့တယ်ဆိုတာပေါ့သေးသေးတော့မဟုတ်ဘူး။နောက်ပြီးကျွန်တော်သိသလား ဒီနယ်ပတ်မှာမွေဆိုးတွေတိတ်မရှိဘူးခုခင်မရှိလို့ပဲသူတက်လာပြီလေဇေယကျွန်တော်တခုပြောပြပါစီပြောလေကျွန်တော်တို့သတိထားရလိမ့်မယ်လက်ကံဘဲကိုကျွန်တော်သိမသိငါဘူးဇေယကျွန်တော်ယုံကိုအစိမ့်တိုင်းသူစားလိုက်တာနေမှာဒါကြောင့်လေကံကြာနဲ့ချက်တာကိုသူမစားဘူးပြောတာပေါ့ခုခင်မ ကျွန်တော်ရှင်းရှင်းမေးပါရစေ။ရက်ကံဘဲကိုခမညာတခုခုညာထင်နေသလား။ဘာလို့ထင်ရမှာလဲဆရာ။ဟိုဗျာ။နာနာဘာဝလိုမျိုးပေါ့။အစင်းတိုင်းတွေစားတယ်ဆိုကြတဲ့ကမသိငါတာဆရာ။တင်းမှာဖြစ်ကောင်းဖြစ်နိုင်နေ။ဟိုဗျာမဖြစ်နိုင်ပါဘူးကျွန်တော်လဲသူ့အရေးအမှထွက်ရလားဆိုပြီးတော့တတိထားကြည့်နေတာအရေးထွက်ပါတယ်ဗျာ နောက်ပြီးသူ့ကိုတန်တရားနဲ့မဆက်ဆံပါနဲ့။ကျွန်တော်တို့ရင်းနှီးအောင်နေပြီးစုံစမ်းရမှာပေါ့။ဆရာဆရာကစုံစမ်းနေ။တော်ကြာကျွန်တော်တို့ကိုကုတ်ချိုးပြီးစားတော့ရင်မကြောက်ပါနဲ့ကိုခင်မောင်ရဲ့။ဟိုမှာရဟန်းတစ်ပါးလည်းရှိနေလား။ကျွန်တော်ကရဟန်းတစ်ပါးဟုပြောပြီးမှဦးစင်းကိုစွရင်သွားပြီ။လာဦးရေပြန်ရအောင်။ဦးစင်းတစ်ပါးတည်းမထားတင်ဘူး။ ျွန်တော်တို့ကုတဲ့ဝင်လက်ကျင်တွင်တက္ကံဘဲကသမင်းမြတ်ကိုဖတ်ထဲပုံထားပြီးအိုးနှင့်နှင်းချက်နေသည်ကျွန်တော်ကဆော့ဆော့ကပုံထားသည့်မူပိုက်ထဲကအိုးနှင့်ကလေးစာများကိုတတိထားကြည့်လိုက်သည်အတွေ့ရတော့ကျွန်တော်တို့ကိုတတိထားကြည့်နေပုံပေါ်သည့်မက္ကံဘဲကဥရိကလေးစာတွေကိုကျွန်မမစားပါဘူးဟိုဘက်ထဲမှာထုတ်ထားတယ်ကျေးဇူးပြုပြီးအကိုတို့ပဲတပ်ပြုတ်ပေးပါ ျွန်တော်ကသူညွန်ပြသည့်ဖက်ကိုယူပြီးဓာတ်ဘူကိုင်ကကိုယ်ပြင်ကိုပြန်ထွက်ခဲ့သည်။ကိုယ်အပြင်မျက်ွယ်ကို အရောက်တွင်ဖတ်ထုတ်ကိုမတိမတာပွင့်ကြည့်လိုက်သေးသည်။အရေးကိုနှင့်ကလေးစားများအားလုံးရှိနေသည်။ကျွန်တော်ကဓာတ်နှင့်ကျင်တူရင်ဖတ်ထုတ်ကိုမြင်မြုပ်လိုက်သည်။ဟင်းချက်ပြီးဖြစ်သည်ဖြင့်ကျွန်တော်တို့ထမင်းစားကြသည်။လက်ကံဘဲကလည်းကျွန်တော်တို့နှင့်အတူတဝိုင်းထဲထိုင်စားသည်။ ရက်ကံဘဲကမွေသားဟင်းကိုမနိုင်ကျွန်တော်ကရက်ကံဘဲဟင်းတွေထက်စားလေကျမမွေသားမစားဘူးဆရာတို့အတွက်ချက်ပေးတာအမှန်တမ်းပြောရရင်မွေကိုဖြတ်ကလေးကကျွန်တော်စိတ်ထဲတွင် တမျိုးကြီးဖြစ်နေသည်မယုတ်သည့်ဆက်ဆက်နဲ့စားကောင်းမိပုံပေါ်တော့လေကျွန်တော်စားမဝင်ခုခင်မောင်ကတော့တွှွှေရွှေနဲ့ခမင်းကိုအားရပါးရစားနေသည် တော်ပြီလားဆရာကျွန်တော်ကသိမစားဘူးအားလုံးစားတော့ပြီးဒီအခါသမီးဦးရဲကိုဖက်တွေဆုထည့်ပြီးမကံဘဲကပြင်ထွက်သွားသည်ကျွန်တော်ကကိုခင်မောင်ကိုစားကောင်းလားဟုမေးလိုက်သည်ကောင်းတယ်ဆရာတကယ်လည်းရကအေးမိမသာမရှိရင်ကျွန်တော်တို့မကံဘဲကိုမရရအောင်ယူမှာဟဲ့လူတူတနာတော့ သူ့မှာလင်းနဲ့ပိုင်နေဟိဟိကိုခင်မောင်ကပြောလဲပြောရီလဲရီနေသည်အမှန်တော့ကျွန်တော်တို့စားတော့ပြောဆိုနေကြသည်မှာဦးစင်းကိုမြင်နေသည်ကျွန်တော်ကတတိယသဖြင့်ကိုခင်မောင်ကိုရှူးဟုအချက်ပြကဦးစင်းရှိရာကိုလက်ညှိုးထိုးပြလိုက်သည်အင်းတော်ဆရာဦးစင်းကိုအားနာလိုက်တာကျွန်တော်တို့ကနှင်းတွေချက်ထမင်းတွေချက် စကားပြီးပြောအိတ်နေမှမလားမသိဘူးဦးစင်ထံမှာချောင်းဟန်တန်ကြားလိုက်ရသည်ဦးစင်ကထိုင်လိုက်ပြီးဦးစင်မအိပ်ပါဘူးဒကာကြီးတို့ထမင်းစားတာပြီးကုန်ကြပြီလားဦးစင်ပဋိစင်နေတာပါဒီပြတော်တို့ကိစ္စများအလုံးပြီးပါပြီဗျာအရှင်ဘုရားကိုအားနာလိုက်တာ ရပါတယ်တကားကြီးခီးသွားခြင်းပဲဒါနဲ့အရှင်ဗျာဘဲကကြွလာပြီဘဲခုတ်သွားမှာလေဗျာဦးစင်ကတန်ခွဲချီခုတ်သွားမှာအဲ့ဒီမှာမဲတော်ကြီးရှိတယ်မကြမ်းပါဘူးဆိုလို့ပြန်ကြွလာတာဦးစင်ကမြို့ပေါ်စားသတိုက်ကြီးတိုက်ကပါပြညူပါတယ်ဗျာတပည့်တော်ကចောင်းเสียပါတန်ခွဲကြီးចောင်းကိုတန်ဝင်ရလာတာပါဗျာ ဆရာကြီးစေုံတက်နေရတယ်ဗျာ။ဒါကြောင့်တပည့်တော်ဆန္ဒသင်ပေးတာ။ဒါတုဒါတုဒါတုတို့ချင်းတွင်မကံပဲကအိုးကိုကိုင်းပြီးဘူရဲပြောင်းဝင်လာသည်။သူ့အိုးကိုပလိုင်းထဲထည့်သည်။ထို့နောက်ကြောက်နရံကိုမှီပြီးထိုင်ကအပေါဝဘက်ကိုငင်းနေသည်။ဦးစင်းက တပ်ပေသင်္ခါရအနိစ္စယံကိဉ္စီသမုဒယဓမ္မံသစ္ဆန်တံនិရောဓဓမ္မံဟူယူလိုက်သည်ကျွန်တော်ကအရှင်ဘုရားဘာကိုဆိုလိုပါသလဲဘုရားတပည့်တော်ကပါဠိနဲ့ဝေးပါတယ်ဘုရားအနတ်ကိုရှင်းပြတော်မူပါအကျဉ်းယုံ nant ဓမ္မသင်္ခါရအလုံးတို့သည်အမြင်မရှိဘူး ကြစ်ချင်းသဘောရှိသောတရားအလုံးသည် ချုပ်ငင်းခြင်းသဘောရှိ၏လို့အဓိပ္ပာယ်ရပါတယ်။ဥစဉ်ဒီကိုလာရင်ပြင်မစည်းရက်မှာကြုံခဲ့တာလေးကိုသတိရမည်လို့ပါ။ဘာများကြုံခဲ့တယ်ဗျာ။လူတယောက်ဟာဘလောက်ပဲစိုးရိမ်မိုက်တယ်ပြောပြောရှောင်လွှဲလို့မရတာကိုအတိသေးချိန်လေးပဲစိုးလို့မိုက်လို့ရတာပါ။လောကကြီးကအဖြစ်တန်ခတ်ချင်းခံရတဲ့နေ့မှာ သူလည်းဘာမှမဟုတ်တော့ပါဘူးတပည့်တော်တို့နားမလည်ပါဗျာဦးစင်းဒီကိုလာရင်ကရင်မစည်းရက်မှာခဏဝင်လာခဲ့တယ်အဲ့ဒီစည်းရက်ပေါ်မှာဓမြကြီးမိုးဟင်းကိုတွေ့ခဲ့တယ်ဦးစင်းထို့သူပြောနေစဉ်မကံဘယ်ကထိုင်နေရမှထလာပြီးကျွန်တော်ဘေးတွင်ဝင်ထိုင်ပါဦးစင်းမိုးဟင်းမလို့သိတယ်လေဒီကမကြီး မိုးဟင်းကိုဒီနေမှာမသိသူမရှိပါဘူး။ဦးစင်းဖခင်ကိုလည်းမိုးဟင်းတက်ခဲ့တာပဲ။ဦးစင်းရှိမိခင်ကြီးရှိမှာတဲ့ဒါနဲ့ရရဆက်ဆက်ခုတ်တက်သွားတာ။ဦးစင်းကြောက်ပြီးတော့မြို့ကိုထွက်ပြေးခဲ့တယ်။ရာတပ်ပိုင်ဟန်ဘွားနဲ့နေတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။အရှင်ဖေဟာမိုးဟင်းကအရှင်ဖေဟာကိုဘာလို့လဲသေးလဲဗျာ။မိုးဟင်းလားဦးစင်းကိုဘာမှမလုပ်နိုင်တော့ပါဘူး။ ဥစဉ်နေစုံဖုံပေးပြီးထိုင်နေချိန်မှာလူတယောက်ကို ပခတ်နဲ့ထမ်းလာကြတယ်။ဇရက်မှာခိတနာပြီးဖြူစုကြတယ်။ဒါပေမဲ့ဥစဉ်ရှိမှပဲသေသွားတယ်။ဘာဖြစ်လို့လဲဗျာ။မွေးကြိုက်ထားတာ။ဟင်။အရှင်ဘုရားမိုးဟင်းကျင်းတည်ရလား။သူမြင်ဘဘောကဘလူကောင်းရုပ်ကလူတယောက်မှတယောက်မရှိပါဘူး။ ဦးစင်ကောင်းကောင်းမှတ်မိတာပေါ့သူသေးတာကျင်းသေးလားဗျာဦးစင်ကိုယ်တိုင်တရဏဂုံတင်းမိခဲ့ပါတယ်ဒါကြောင့်နောက်ချသွားလို့ဒီမှာတညဝင်ခုနေရတာပေါ့ကျွန်တော်ကမကန်ဘဲကိုငေးကကြည့်နေမိသည်သူစိတ်ဝင်စားစွာဖြင့်ဦးစင်းကိုမင်းနေခြင်းဖြစ်သည်ထူးဆန်းသည်ကသူ့မျက်လုံးမြင်ဖြစ်သည် နှလုံးထဲတွင် မျက်ရည်တွေခုန်နေသည်ခွေးတရိဆန်ခွေးတရိဆန်နှကံဘဲကအန်ကြည့်ကပြောရင်အသားတွေဆက်ဆက်တုန်နေသည်မျက်စိကိုမေ့လက်သီးကိုဆုပ်ပြီးနေရမှာကျွန်တော်ဘက်ကကောင်းလေးငှက်ကြလာသည်နှကံဘဲဘာဖြစ်လို့လဲကျွန်တော်ပြောနေသည့်အချိန်မှာပင်နှကံဘဲကကျွန်တော်ပံပေါ်ကောင်းငှက်ဆက်ကြသွားသည် က်ကံပဲမက်ကံပဲကျွန်တော်ကမက်ကံပဲဥကောင်းကိုလူကောင်းမော်တင်ပြီးငယ်ထိတ်ကိုမှုတ်ပြီးနေမိသည်ဦးစင်ကကြောက်ဖြာပေါ်မှဆင်းလာပြီးဦးလေးတပူးကိုလှမ်းပေးသည်တခါကြီးနှကောင်းဝါကိုတည်ထားပေးလိုက်ဟုတ်ပြောသည်ကျွန်တော်ကဥစဉ်ပြည့်တိဘူးကိုဖွင့်ပြီးလက်ကံပဲနှကောင်းဝတွင်တည်ထားပြလိုက်သည် ဆိုကမကံပဲလူလွန်လာသည်ကဲကြပါကဲကြပါဦးမကံပဲဘာဖြစ်တယ်လဲတတိထားလေကျွန်တော်ကသူ့ကိုထိုင်နေအောင်ထူပေးလိုက်ပြီးနောက်ကျောကိုလက်ဖြင့်ထောက်ကာခြင်ထားပြီးမိသည်ရေးရေးရေးတခွက်လားကိုခင်မောင်ရေးကြီးတောက်ပေးပါဗျကိုခင်မောင်ကရေးကြီးတောက်ကိုယူလာပေးသည် ကျွန်တော်ကကြည်တကိုစောင်းပေးပြီး သူ့ပဇဝါကိုတိတ်ထားပေးလိုက်သည်။လက်ကံမဲကရေကိုအားရပါရတောင်းနေသည်။သူ့သမင်တုံးကပြေးချပြီးအားရချထားသလိုဖြစ်နေသည်။သူဦးစင်းကိုမေးလိုက်သည်။အရှင်ဘုရားသူတကယ်သေပြီလား။ဒီရက်ထဲမှာဦးစင်းကိုယ်တိုင်တရဏဂုံတွင်ပြီးခဲ့တယ်။သူတပည့်တွေကနေချင်းမြုံမင်းဆိုပြီ ်ပြင်းပြင်းထန်ထန်သွားကြတယ်အဲ့ဒီလူယုံမှာမွေးကပ်ယုံလောင်းနဲ့တည်တယ်ဆိုတာမဖြစ်နိုင်ဘူးရှင်ဗျာမဖြစ်နိုင်ဘူးမကံမဲကပြပြဆူဆူနဲ့မတ်တရပ်ပြီးဘူပြင်ဘက်ကို ပြေးထွက်သွားသည်ကျွန်တော်ကလက်ကိုလိုက်ဆွဲတော့လဲဦးစင်ကထားလိုက်ပါတကားကြီးပရိဒီဝအပူမီတောက်နေချိန်မှာတကားကြီးက နောက်ထပ်မိလည်းမတို့ပါနဲ့လားသူ့ဘာသာသူအပြေရှားပါလိမ့်မယ်မဟုတ်ဘူးဗျာသူတခုခုလောက်လိုက်မှာစိုးရင်ရတယ်သူ့အကြောင်းတကားကြီးသိလို့လားမသိပါဗျာဦးစင်သတိထားရသလားစိတ်တက်ပြော့ပြော့မိမတော့မဟုတ်လောက်ဘူးကိုခင်မကထလာပြီးကျွန်တော်နားထိုင်ကထားလိုက်ပါဆရာရဲ့ တကားကြီးတို့နဲ့ဘလို့အကြောင်းသိရင်ဒီကိုရလာတာလဲတပည့်တော်တို့နဲ့လည်းအဲ့ဒီကေမစီရဲ့မဟာပဲဆုံးခဲ့ပြီးခရင်ကြုံလက်ပြရစီ ပြောလို့ခေါ်လာခဲ့တာပါဗျာတက်ဆင်လာကြည့်လားမိုးဟိန်နဲ့အဲ့ဒီတကားမကြီးကဘယ်လိုမျိုးပတ်သက်နေတယ်လဲမသိဘူးတပည့်တော်တို့လည်းသိကျင်လှပေါ့ဗျာပြောတာပြောရသည်ကျွန်တော်စိတ်ထဲတွင် မတင်မကြဖြစ်နေသည် ထိုကြခွင့်ပြုတော်မူပါဗျာတပည့်တော်သူ့ကိုစိတ်မချလို့လက်ကြည့်ပေးရစီကိုခင်မောင်လက်ခဲ့ဗျာဦးစင်ကဘာမျှပြန်မပြောအတီးကိုကန်ပြီးစဉ်ညံလျှောက်နေသည်ကျွန်တော်နှင့်ကိုခင်မောင်ကိုအပြင်ကိုထွက်ခဲ့ကြသည်ကိုအပြင်ကိုမထွက်မီကိုခင်မောင်ကခင်းတုံးကြီးတုံးကိုမိဘုံတဲပြစ်ထည့်လိုက်ရာဤပွားတွေလွင့်တက်သွားသည်ကိုခင်မောင် မကံဘဲဟိုမှာထိုင်နေတာတွေ့လားမကံဘဲကသစ်ပင်တပင်အောက်တွင်ထိုင်နေသည်ခေါင်းကိုငုံထားပြီးသစ်ပင်တွေကဖားရချထားသည်ကိုမြင်ရသည်မှာထိတ်လန့်စရာဖြစ်နေသည်သူ့မျက်နှာကိုသစ်ပင်တွေကအုပ်ထားသောကြောင့်မမြင်ရကျွန်တော်ကသူ့ရှိတွင်သွားထိုင်ချလိုက်ပြီးမကံဘဲညီမလေးစိတ်လျှော့ပါကွယ်တခုခုဖြစ်နေပုံရတယ် ငါတို့သိခွင့်ရရင်အကျိုးအကြောင်းလေးသိပြရစီကြီးသွားခြင်းဆိုပေမဲ့ငါညီမကအကိုတို့ဘောမှာကျေးဇူးရှိပါတယ်သမီးနှစ်နှစ်တောင်ကြွေးထားတယ်လေဒါကြောင့်ညီမခံစားနေရတာများတစ်ခုခုရှိရင်ငါတို့ကိုပြောစီခြင်းနဲ့ငါတို့ကိုကြီးနိုင်နဲ့ကိုကြီးလို့ရတာပေါ့နကံဘဲကကောင်းကိုဖြည်းဖြည်းချင်းမော့လာသည်။တပင်တွေကိုဘေးဘက်သို့တင်ချလိုက်ရာသူ့မျက်လုံးများက မိဖို့လင်းရောင်နေဝင်းဝင်းတောက်သလိုဖြစ်နေသည်ပြီးသွားပြီအားလုံးပြီးသွားပါပြီရုတ်တရက်ကြာလိုက်ရတော့သူ့ကိုဘလောက်ပဲမုန်းနေပြောပြော စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ခိုးမှတိလိုက်ရတာကကျမသူ့ကိုမုန်းနေတာမှမဟုတ်တာဟုတ်တယ်ကိုရူရဲ့ခွေးတရစံကိုကျမတန်ရုံးစင်ဖြစ်နေသေးတယ် ဝဟိနဲ့ညီမတို့ကဘလို့ပတ်သက်တယ်လဲ။ကျမက သူ့ဘယ်နှယောက်မှမသိတဲ့မင်းရငယ်။ဟင်။ဒါဆိုညီမပြောတဲ့ဘိုက်ထဲကယင်သူကြီးဆိုတာသူနဲ့ရတာပေါ့။ဟုတ်တယ်။သူတည်သွားပြီဆိုတော့ကျမနဲ့သူထွက်ပြေးမယ်ဆိုပြီးတရမစည်းရက်မှာချင်းထတာ။ကျမသူ့ကိုမင်းညကလေးကထိုင်းဆောင်နေတာ။သူတမရလည်းမတိုက်တော့ပါဘူး။ ကျမပိုက်တဲ့ကသူ့ရင်သူလေးကိုလည်းကောင်းကောင်းကြည့်မိပါမယ်။တရတကြီးမှကောင်းကောင်းမွန်မွန်လှူစားပါမယ်လို့ဂတိပေးလို့ကျမသူ့ကိုစောင့်နေတာ။အမျိုးယုတ်ကမလာဘူးလေ။ကျမတ냐လုံးစောင့်နေ။နောက်ဆုံးသိမခံနိုင်တော့လို့ကျမအကူတို့နဲ့လိုက်ခဲ့တာ။သူ့မလာပါဘူး။ဦးစင်ပြောတော့သူ့ကိုဇေယျမှာမွေးကြိုက်လာလို့တပည့်တွေထမ်းလာတာဆိုနင်းဆောင်နေတဲ့ဇေယျမှာပဲမဟုတ်လား မကံဘဲကဘာမှပြန်မပြောကျွန်တော်ကစမ်းပြီးညီမတန်ခွဲကြီးမှနေတာလားတန်ခွဲကြီးမှအမည်ရှိတယ်အမေစီမှာဒီကလေးကိုပြန်မွေးဖို့ဆုံးဖြတ်ထားတယ်ရောမာနေလို့လည်းမဖြစ်တော့ဘူးမိုးဟိမယားကြီးကကျမကိုတတ်လိုက်မယ်သူတို့ကအမျိုးတောင်တယ်နေနဲ့မိုးဟိကိုရထားတယ်ဆိုတာမိုးဟိမိမကြီးသိလား ိရင်ကျမပေးတာကြပြီပေါ့ဒါကြောင့်ကျမထွက်ပြေးဖို့သူ့ကိုပြောတာအေးကွယ်စိတ်မကောင်းပါဘူးဘာဖြစ်လို့လဲသူသေးသွားလို့ပေါ့ဟိုဟိုလာတယ်မအဲ့ဒီတရစ္ဆန်ကောင်ဘယ်တော့မှမသိဘူးဦးစင်းကတရက်နှစ်ပုံတော့တင်မိခဲ့တယ်လို့ပြောတယ်။ "तू မသေးဘူး။အဲ့ဒီခွေးကလေးဆန်ဒီလိုမသေးဘူး။" तू ဝေးခိုင်းလို့တည်တာမဖြစ်နိုင်ဘူးညီမကဘာကြောင့်ပြောနေတယ်လဲအဲ့ဒီမွေကကျွန်မတိုက်ထားခဲ့တာဟာဘလို့နင်းတိုက်ထားခဲ့တာဟုတ်လားကိုခင်မောင်ကကျွန်တော်လက်မောင်းကိုဆုတ်ထားလိုက်ပြီးငိုတန်းကြီးဖြင့်ဆရာဟုအော်လိုက်သည်နားဆင်အပ်ပေးကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင် ကျေးဇူးတို့အပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်